ရှီကျင်းဖြင့်တရုတ်ပြည်ကိုကမ္ဘာလည်မှာပြန်ရက်တည်စေသူရှီကျင်းဖြင့်ရဲ့ဆွဲဆောင်မှုသူဟာတရုတ်ပြည်ကိုကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်ပြန်လည်ရက်တည်စေခဲ့သူဒါပေမဲ့သူ့ရဲ့အာဏာလမ်းကြောင်းကလူသိချင်မှတိခဲ့ကြတယ်ဒါကတော့ရှီကျင်းဖြင့်ရဲ့မပြောပြနိုင်တဲ့ဇလန်းပါရှီကျင်းဖြင့်ရဲ့ငယ်ဘဝနဲ့နိုင်ငံရေးခရီးရှိ1953ခုနှစ်ရှန်ရှိပြည်နယ်ကရွာငယ်လေးတရွာမှာမွေးဖွားခဲ့တဲ့ရှီကျင်းဖြင့်ဟာငယ်ငယ်ကကျောင်းဆရာတအူးဖြစ်ဖို့အိမ်မက်မက်ခဲ့ဘူးတယ်ဒါပေမဲ့ 1995မှာတရုတ်ကွန်မြူနစ်ပါတီဝင်ဖြစ်လာပြီးနိုင်ငံရေးခီးစဉ်ကြီးစတင်ခဲ့တယ်။သူဟာနှေးကွေးစွာအာဏာတက်လာသူပါ2012မှာ တရုတ်ရဲ့ဒုတိယသမ္မတဖြစ်လာပြီး2019မှာသမ္မတဖြစ်လာတဲ့အခါသူ့ရဲ့အာဏာကိုဘယ်သူမှမရှင်နိုင်တော့ဘူး။ရှီကျင်းဖင်ရဲ့စီမံကိန်းကြီးများရှီကျင်းဖင်ရဲ့လက်ထက်မှာတရုတ်ပြည်ဟာကမ္ဘာနိုင်ငံတွေကိုစီးပွားရေးအရလွှမ်းမိုးနိုင်ခဲ့တယ်။ AI နဲ့ဖိုက်ကြီးနည်းပညာမှာကမ္ဘာဥဆောင်နိုင်ငံအဖြစ်ဖြစ်လာခဲ့တယ်။ ဟောင်ကောင်ဒေသတိရက်ဒေသနဲ့တာဝေးဒေသတွေမှာပုံမတင်းကျက်တဲ့ထိန်းချုပ်မှုတွေလှုပ်ဆောင်နိုင်ခဲ့တယ်။ဒါတွေကသူ့ကိုတရုတ်ပြည်မှာခေတ်သစ်မဟာခေါင်းဒီအဖြစ်ချီးမွမ်းစေတယ်လို့အနောက်နိုင်ငံတွေရဲ့ဝေဖန်မှုတွေလည်းရှိခဲ့တယ်။မှတ်သားလေးလာရှီကျင်းဖင်ပေးတဲ့သင်ခန်းစာများရှီကျင်းဖင်ရဲ့ဇလန်းကတင့်ကိုဘာသင်ခန်းစာတွေပေးနေလဲ။တဲဒီခန့်စွာစောင့်ပါရှီကျင်းဖင်ရဲ့အာနာတက်လန်းက၄၄၀နီးပါးကြာခဲ့တယ်။နဲ့ နေပညာနဲ့စီးပွားရေးကိုအလေးထားပါရှီကျင်းဖင်ကတရုတ်နိုင်ငံကို နေပညာနိုင်ငံဖြစ်အောင်ဥဆောင်ခဲ့တယ်။၃အမျိုးသားရေးကိုဦးစားပေးပါရှီကျင်းဖင်ကတရုတ်အိမ်မက်ဆိုတဲ့စိတ်ကူးနဲ့တရုတ်ပြည်ကိုပြန်လည်ထူထောင်ခဲ့တယ်။သူ့ရဲ့အာဏာကဘလို့ဆက်သွားမလဲ။တရုတ်ပြည်ရဲ့အနာဂတ်ကဘာတွေဖြစ်လာမလဲ။ဒီဇလန်ကတင့်ကိုဘာတွေတင်ပေးလဲ။အောက်ကကိုမတ်မှာရေးခဲ့နိုင်ပါတယ်။ကြိုက်နှစ်သက်တယ်ဆိုရင်လိုက်ရှဲလုပ်ခဲ့ကြပါအောင်။